ရွှေတကောင်စီရီတောင်ရင်ပြင်ပေါ်မှာအပေါ်ဆွန်ခဲ့တဲ့အမျိုးသားတို့အားလုံးမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့နိုင်ငံတကာကလူအများအထွတ်မြတ်ထားရာရွှေတကောင်ဖျားပေါ်မှာအမျိုးသားတယောက်တီးပေါက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့တာပါဒီဗီဒီယိုကိုမြင်မြင်ချင်းမှာတော့အားလုံးကလည်းစိတ်ဆိုးဒေါသထွက်နေကြပြီးမစီမကျင်လောက်တဲ့အမျိုးသားအပေါ်အေးအေးယူသေးခြင်းကြတာပါဒါကြောင့်စုံစမ်းချိန်မှာတော့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ကရွှေတကောင်စီရီတောင်ရင်ပြင်ပေါ်မှာအပေါ်ဆွန်ခဲ့သူအမျိုးသားကိုဖမ်းမိခဲ့ပါတယ် ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာရွှေတကုံဘုရားပုံမှာအပေါ်ဆွန့်ခဲ့တဲ့အမျိုးသားကိုဖမ်းမိခဲ့ပြီးအားလုံးကတော့ဘာသာတရားနားမလည်တာလားမိဘစုစုံမှမမရှိရလားဆိုပြီးအမျိုးမျိုးပြောနေကြတာပါဖြစ်စဉ်ကတော့အော်တိုဘားလာတရက်နေ့ရွှေတကုံစီရီတော်ရှိအင်္ဂါတောင်မြေဆိုင် GD အမှတ်48နဲ့အုတ်ကူစီရီအမှတ်138ကြားမှာအမျိုးသားတအူအပေါ်သွားနေခြင်းကိုဖျားပုခီးတဲ့တအူကဗီဒီယိုရိုက်မိခဲ့တာပါဖျားပုခီးတဲ့ကတော့ဂောပကကိုတွားရှာနေလွတ်သွားမှာဆိုလို့ ဗီဒီယိုကိုပဲအမိအယမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့အဆိုပါဗီဒီယိုဖိုင်ကနေတစ်ဆင့်စစ်ဆေးခဲ့ကြရင်ကမယန်းကုန်းမြို့နယ်နဲ့တင်မျိုးဝင်းစုသူဟာဖျားလာပူရင်ဇီဒီတွေကြားမှာအပေါ်သွားခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းတိရောက်စွာအမှုဖွင့်အရေးယူသွားမယ်လို့ရဲအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒိုအမျိုးသားကတော့ရွှေတကောင်ဇီဒီတော်ရှင်ပြေပေါ်ရှိအင်္ဂါတောင်မြေဆိုင်ဇီဒီအမှတ်48နဲ့ပုတ်ကူဇီဒီအမှတ်138ကြားမှာ ဘလို့မှမအောင်နိုင်တော့လို့အပေါ်သွားမိခဲ့တာလို့ဆိုပါတယ်။တို့မျိုးသားကတော့ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်9ရပ်ကွက်နေတိမျိုးဝင်းခဝန်နီဖြစ်ပြီးအသက်29နှစ်အရွယ်ရှိပြီးစက်တင်ဘာ22ရက်နေ့ကရွှေဒီကုန်းစည်တော်မြတ်ကြီးအားတွားရောက်ပုံမျောပြီးဖျားပေါ်မှာပြန်ဆင်းစဉ်အင်္ဂါကြောင့်မြေဆိုင်စီတီအမှတ်48နဲ့အုတ်ကူစီတီအမှတ်138ကျားနိုင်အပေါ်သွားခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ၂ရက်မှာစစ်ဆေးဖော်ထုတ်အရင်းယူနေခဲ့ရတာပဲဖြစ်ပါတယ်။ထို့သောဗုဒ္ဓဘာသာဝင်အထွန်းမြတ်ထားရာရွှေဒဂုံစီတီတော်ရှင်ပြေပေါ်မှာအပေါ်ဆုံးခဲ့သူတင်မျိုးဝင်ခဝန်နီအားဒဂုံမြို့မှရဲစခန်း၌ရဲရင်မပိုင်သောပြစ်မှုများပတ်ပုံတင်အမှတ်စဉ်၄မြင်းစာ2025ရာဇသက်ကြီးပုံမှ295ကကြီးဖြင့်တရင်ချက်ရေးဖွင့်ကဥပဒေနဲ့အညီထိရောက်စွာအမှုဖွင့်အရေးယူနိုင်ရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အခုလိုမျိုးမြမလူမျိုးတိုင်းအထွတ်မြတ်ထားရရွှေတကုံဖျားပေါ်မှာ အပေါ်သွားခဲ့တဲ့အမျိုးသားအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ဖနက်လေးတရံကြောင့်ဘဝကိုသွားခဲ့ရတဲ့16နှစ်အရွယ်သားလေးမလေးအားလုံးမင်းမိမပါမင်းညူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි အခုနောက်ပိုင်းလူငယ်လူရွယ်အလိမ္မာကလေးတွေပဲဘဝကိုသွားရတဲ့တရင်တွေကတော့မကြာခဏဆိုသလိုခက်စိတ်စိတ်ကြားလာကြပါ යි အရွယ်ကောင်းလေးတွေနဲ့ပညာသင်ကြားတဲ့ကလေးတွေဖြစ်သလို အလိမ်မာလေးတွေဖြစ်လို့မိဘတွေကလည်းရင်ပွဲမတက်ခံစားနေရတာပါအခုတကမှလည်းအသက်16နှစ်အရွယ်ရင်ရင်မူကတော့အမတ်မတင်မဲဖက်နဲ့ရေဆက်ကိုကြာသွားလို့စင်းကောက်ရာကနေအသက်ပါပေးလိုက်ရတာပါဒါလီကတော့ဆရာဆရာမတွေအားလုံးရဲ့အချစ်ကိုရထားသူတယောက်ဖြစ်တယ်လို့တရက်ရွာလုံးကလည်းချစ်ပြီးမိဘအပေါ်လည်းတည်တတ်သူတယောက်လည်းဖြစ်ပါဖြစ်တဲ့နေ့ကတော့ရေစင်းကူးလို့တည်ဆုံရတာမဟုတ်ပဲ ူရဲ့ဖက်နယ်လေးချောင်းထဲကျလို့ကြာသွားရတဲ့ဘက်ကိုလှမ်းကောင်းရင်ချောင်းထဲချော်ကြသွားခဲ့ရပြီးရေမကူးတက်တာကြောင့်ပဲရေနှစ်တည်ဆုံသွားခဲ့ရတာပဲဖြစ်ပါရှိကူရင်နဲ့ဒါဆိုရင်တော့တမျိုးဆိုပေမဲ့လေအခုကတော့သူတို့အိမ်နောက်ဖေးရချောင်းနဲ့ဖက်နှက်ကြသွားလို့လှမ်းကောက်ရင်းကနေဘဝကူးသွားခဲ့ရတာကြောင့်တေကန်ရောက်လို့ပဲဆိုရမှာပါပဲ။ဒါကြောင့်မိသားစုတွေကတော့အရန်ကိုစိတ်မကောင်းဖြစ်နေကြရပြီးအမကြီးဖြစ်သူကတော့ကလေးရဲ့အဲ့လိုဖြစ်မှာမဟုတ်ဘူးလေ။မိုင်းမယုံနိုင်ဘူးကလေးရဲ့။မိုင်းတို့မှာဒါလေးပဲရှိတာ ခုလိုအစော်ကြီးထွက်သွားရမှာမဟုတ်ဘူးကလေးရဲ့မိုင်းရှင်နေကွဲပါပြီကလေးရဲ့ဘာမှမိုင်းမလုပ်ပြီးနိုင်အောင်ငငယ်လေးကခုတိဘာမှမဖြစ်စည်းပေးရသေးဘူးဘာမှလည်းမပူစားတက်တဲ့ကလေးရဲ့နောက်ဆုံးအချိန်လေးတောင်ဒီရအမကြီးလိုက်ပုတ်ခွင့်မရလိုက်ဘူးကလေးရဲ့ဘလို့ဖြစ်တဲ့ရမလဲမိုင်းမောင်လေးလိုချင်တာဒီရအမကြီးမဖြစ်စည်းပြီးနိုင်လိုက်ဘူးအိမ်မက်ဖြစ်ပါသေးလို့ဆူတောင်းတာမပြေခဲ့ဘူးဘာလို့အစော်ကြီးခေါ်သွားရတာလဲရင်နေကွဲပါပြီကလေးရဲ့မိုင်းရောက်တာနဲ့ကလေးစီမိုင်းလာတွေ့မယ်နော်အရင်သွားနှိမ့်အောင်ငယ်လေးရဲ့ ကလေးရင်ရှင်ခွဲလေးနဲ့အမရသေးလို့နောက်ဆုံးတော့တိတ်ခွဲနဲ့လားကလေးရင်မာကြီးတို့မိသားစုလေးအတွက်ကတော့နာကျင်စရာတွေပြည့်နေတဲ့အော်တိုဘားပါပဲငယ်လေးရင်မာကြီးပြန်ရောက်တာနဲ့ကလေးစီမာကြီးချက်ချင်းလာတွေ့မယ်နော်ငယ်လေးပြန်လာခြင်းသက်ရှိခဲ့မယ်ဆိုရင်လည်းမာကြီးတီပြန်လာခဲ့ပါကလေးရင်မောင်လေးရဲ့နောက်ဆုံးခီးစိတ်ဖြောင်းဖြောင်းနဲ့သာသွားပါမာကြီးမောင်လေးရင်အဖေနဲ့မိတွဲစိတ်ချနော်ကောင်းရပုံပွားမှာမောင်လေးအေးအေးချမ်းချမ်းရှိပါစေဆိုပြီးဆုတောင်းပေးလာတာပဲဖြစ်ပါအဆုံးတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ရွှေတကောင်စီတီတော်ရင်ပြင်ပေါ်မှာအပေါ်ဆွန်ခဲ့တဲ့အမျိုးသားတို့အားလုံးမင်္ဂလာပါ။ Menu Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ။ဒီကနေ့မှာတော့နိုင်ငံတကာကလူအများအထွတ်မြတ်ထားရာရွှေတကောင်ဖျားပေါ်မှာအမျိုးသားတယောက်သိပေါက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့တာပါ။ဒီဗီဒီယိုကိုမြင်မြင်ချင်းမှာတော့အားလုံးကလည်းစိတ်ဆိုးဒေါသထွက်နေကြပြီးမစီမကျင်လောက်တဲ့အမျိုးသားအပေါ်အရင်ယူသေးခြင်းကြတာပါ ဒါကြောင့်စုံစမ်းချိန်မှာတော့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ကရွှေတကုံစီရီတော်ရင်ပြင်ပေါ်မှာအပေါ်ဆွန့်ခဲ့သူအမျိုးသားကိုဖမ်းမိခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာရွှေတကုံဘုရားပေါ်မှာအပေါ်ဆွန့်ခဲ့တဲ့အမျိုးသားကိုဖမ်းမိခဲ့ပြီးအားလုံးကတော့ဘာသာတရားနားမလည်တာလားမိဘစုစုံမမှမရှိရလားဆိုပြီးအမျိုးမျိုးပြောနေကြတာပါဖြစ်စဉ်ကတော့အော်တိုဘာလာတရရက်နေ့ရွှေတကုံစီရီတော်ရှိအင်္ဂါတောက်မြေဆိုင် GD အမှတ်48နဲ့အုတ်ကူ GD အမှတ်138ကြားမှာအမျိုးသားတအုပ်အပေါ်သွားနေခြင်းကို ဖျားဖို့ခီးတဲ့တူကဗီဒီယိုရိုက်မိခဲ့တာပါဖျားဖို့ခီးတဲ့ကတော့ဂောပကကိုသွားရှာနေလွတ်သွားမှဆိုလို့ဗီဒီယိုကိုပဲအမိအယအမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့အဆိုပါဗီဒီယိုဖိုင်ကနေတစ်စိမ့်စစ်ဆေးခဲ့ကြရင်ကမယန်းကုန်းမြို့နယ်နေတင်မျိုးဝင်းဆိုသူဟာဖျားလာပုံရင်ဇီဒီတွေကြားမှာအပေါ်သွားခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းတိရောက်စွာအမှုဖွင့်အရေးယူသွားမယ်လို့ရဲအဖွဲ့ကတရင်ထုတ်ပြန်ခဲ့ပါတယ်ဒီအမျိုးသားကတော့ရွှေတကောင်ဇီဒီတော်ရှင်ပြေပေါ်ရှိ အင်္ဂါတောင်မြေဆိုင် GD အမှတ်48နဲ့အုတ်ကူ GD အမှတ်138ကြားမှာဘလို့မှမအောင်နိုင်တော့လို့အပေါက်သွားမိခဲ့တာလို့ဆိုပါတယ်တို့မျိုးသားကတော့ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်9ရပ်ကွက်နေတင်မျိုးဝင်းခဝန်ကြီးဖြစ်ပြီးအသက်29နှစ်အရွယ်ရှိပြီးစက်တင်ဘာ22ရက်နေ့ကရွှေဒီကုန်းစီတီတော်မြတ်ကြီးအားတွားရောက်ပုံမျောပြီးဖျားပေါ်မှာပြန်ဆင်းစဉ်အင်္ဂါထောက်မြေဆိုင်စီတီအမှတ်48နဲ့အုတ်ကူစီတီအမှတ်138ကြား၌အပေါက်သွားခဲ့ခြင်းဖြစ်ကြောင့် အောက်တိုဘာ၂ရက်မှာစစ်စေးဖော်ထုတ်အရေးယူနေခဲ့ရတာပဲဖြစ်ပါတယ်။ထို့သောဗုဒ္ဓဘာသာဝင်အထွတ်မြတ်ထားရာရွှေဒဂုံစီတီတော်ရှင်ပြေပေါ်မှာအပေါ်ဆုံးခဲ့သူတင်မျိုးဝင်းခဝန်နီအားဒဂုံမျိုးမရဲစခန်း၌ရဲရဲမပိုင်သောပြစ်မှုများပတ်ပုံတင်အမှတ်စဉ်၄မြင်းစာ2025ရာဇသက်ကြီးပေါ်မှာ295ကကြီးဖြင့်တရင်ချက်ရေးဖွင့်ကဥပဒေနဲ့အညီထိရောက်စွာအမှုဖွင့်အရေးယူနိုင်ရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အခုလိုမျိုးမြမလူမျိုးတိုင်းအထွတ်မြတ်ထားရာရွှေဒဂုံဖျားပေါ်မှာ အပေါ်သွားခဲ့တဲ့အမျိုးသားအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ဖနက်လေးတရံကြောင့်ဘဝကိုသွားခဲ့ရတဲ့16နှစ်အရွယ်သားလေးမလေးအားလုံးမင်္ဂလာပါမင်းညူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါအခုနောက်ပိုင်းလူငယ်လူရွယ်အလိမ်မာကလေးတွေပဲဘဝကိုသွားရတဲ့တရင်တွေကတော့မကြာခဏဆိုသလိုခက်စိတ်စိတ်ကြားလာကြပါအရွယ်ကောင်းလေးတွေနဲ့ပညာသင်ကြားတဲ့ကလေးတွေဖြစ်သလို အလိမ်မာလေးတွေဖြစ်လို့မိဘတွေကလည်းရင်ပွဲမတက်ခံစားနေရတာပါအခုတခါမှလည်းအသက်16နှစ်အရွယ်ရင်ရမူကတော့အမတ်မတင်ပဲဖက်နဲ့ရေဆက်ကိုကြာသွားလို့စင်းကောက်ရာကနေအသက်ပါပေးလိုက်ရတာပါတာလီကတော့ဆရာဆရာမတွေအားလုံးရဲ့အချစ်ကိုရထားသူတယောက်ဖြစ်တယ်လို့တရက်ရွာလုံးကလည်းချစ်ပြီးမိဘအပေါ်လည်းတည်တတ်သူတယောက်လည်းဖြစ်ပါရင်ဖြစ်တဲ့နေ့ကတော့ရေစင်းကူးလို့တည်ဆုံရတာမဟုတ်ပဲ သူ့ရဲ့ဖက်နယ်လေးချောင်းတဲ့ကြလို့ကြာသွားတဲ့တစ်ဖက်ကိုလှမ်းကောင်းရင်ချောင်းထဲချော်ကြသွားခဲ့ရပြီးရေမကူးတက်တာကြောင့်ပဲရေနစ်တည်ဆောင်သွားခဲ့ရတာပဲဖြစ်ပါရေကူးရင်နဲ့ဒါဆိုရင်တော့တမျိုးဆိုပေမဲ့လေအခုကတော့သူတို့အိမ်နောက်ဖေးကချောင်းထဲဖက်နယ်ကြသွားလို့လှမ်းကောင်းရင်ကနေဘဝကူးသွားခဲ့ရတာကြောင့်တည်ခံရောက်လို့ပဲဆိုရမှာပါပဲဒါကြောင့်မိသားစုတွေကတော့အယံကိုစိတ်မကောင်းဖြစ်နေကြရပြီးအမကြီးဖြစ်သူကတော့ကလေးရဲ့အဲ့လိုပြန်မှမဟုတ်ဘူးလေမိုင်းမယုံနိုင်ဘူးကလေးရဲ့မိုင်းတို့မှဒါလေးပဲရှိတာ ခုလိုအစော်ကြီးထွက်သွားရမှာမဟုတ်ဘူးကလေးရဲ့မိုင်းရှင်နေကွဲပါပြီကလေးရဲ့ဘာမှမိုင်းမလုပ်ပေးနိုင်ဘူးငငယ်လေးကခုတိဘာမှမဖြစ်စည်းပေးရသေးဘူးဘာမှလည်းမပူဇာတက်တဲ့ကလေးရဲ့နောက်ဆုံးအကျင့်လေးတောင်ဒီရအမကြီးလိုက်ပုတ်ခွင့်မရလိုက်ဘူးကလေးရဲ့ဘလို့ဖြစ်သိရမလဲမိုင်းမောင်လေးလိုချင်တာဒီရအမကြီးမဖြစ်စည်းပေးနိုင်လိုက်ဘူးအိမ်မက်ဖြစ်ပါသေးလို့ဆူတောင်းတာမပြေခဲ့ဘူးဘာလို့အစော်ကြီးခေါ်သွားရတာလဲရင်းနေခွဲပါပြီကလေးရဲ့မိုင်းရောက်တာနဲ့ကလေးစီမိုင်းလာတွေ့မယ်နော်အရင်သွားနှစ်အောင်ငယ်လေးရဲ့ ကလေးရဲ့ရှင်ခွဲလေးနဲ့အမရသေးလို့နောက်ဆုံးတော့တိတ်ခွဲတယ်လားကလေးရဲ့မိုင်းတို့မိသားစုလေးအတွက်ကတော့နာကျင်စရာတွေပြည့်နေတဲ့အောက်တိုဘာပါပဲငယ်လေးရဲ့မိုင်းပြင်ရောက်တာနဲ့ကလေးစီမိုင်းချက်ချင်းလာတွေ့မယ်နော်ငယ်လေးပြန်လာခြင်းသက်ရှိခဲ့မယ်ဆိုရင်လည်းမကြီးစီပြန်လာခဲ့ပါကလေးရဲ့မောင်လေးရဲ့နောက်ဆုံးခီစိတ်ဖြောင်းဖြောင်းနဲ့သာသွားပါမိုင်းမောင်လေးရဲ့အဖေနဲ့မိတွေစိတ်ချနော်ကောင်းရပုံပွားမှာမောင်လေးအေးချင်ချင်ရှိပါစေဆိုပြီးဆုတောင်းပေးလာတာပဲဖြစ်ပါအဆုံးတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်